ပရိသတ်များအားလုံးမင်္ဂလာပါ KK Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ VPN လေးခံပြီးကြည့်ရှုပေးကြဖို့မေတ္တာရက်ခံပါတယ်မနေ့စောစောမှာညဉ့်ညရှင်ချွေးမအယောက်တို့ကအိမ်မူကိစ္စတွေကိုအလျင်စလိုပြီးအောင်လုပ်နေကြပါတယ်ဒီနေ့မနေ့တော့လေတိုက်တာနည်းနည်းများတယ်လို့ပဲရာသီဥတုကလည်းအေးစိမ့်စိမ့်ဖြစ်နေပြီရာသီဥတုကတော့ပြောင်းမှာပေါ့ အောက်တိုဘာကုန်ဖို့၃လရက်ပဲလိုတော့တာလေနိုဝင်ဘာစတာနဲ့ဆောင်းအီးရတဖြည်းဖြည်းရောက်လာတော့မှအခုကျမတို့ချွေးမ၅ရောက်ကပဲဆောင်းရသေးအတွက်ပြင်ဆင်တာစတဲ့ပဲကင်းကင်းကညကစားတော့ပြီးတဲ့ပကန်းခွဲရောက်ကျင်းကျန်တွေကိုရေအင်းနဲ့စီးကျုံနေပါတယ်နနွေကတပြည့်စည်းလဲနေပါတယ်ဒီချိန်မှာဖူးခွင့်နဲ့ဆန္ဒတို့ကယာယီစင်ဘုတ်ကိုတက်သားလီကားချောင်းပြီးသူတို့ချန်ဆိုင်ခင်းကနေတခုခုခူးစွန်နေကြပါတယ်ဖူးပွင့်နဲ့နန္ဒာနင်တို့နှစ်ယောက်အကြိုက်စင်ဘုတ်မှာမလုံနေရလဲ ဟင်းသင်းရွက်တစ်ခုခုတီးနေခူးပြီးစင်းရဲတော့ငါတို့အိမ်ရဲ့ခြံစည်းရောကဘလောက်ပြက်စီးနေလဲဆိုတာနင်တို့သိရဲ့နော်ပြက်စီးသွားရင်ခေါင်းမိုးအပွင့်ကြီးနဲ့စောင်းရတီမှနေရလိမ့်မယ်တာမန်အဖြစ်ပြန်ပြုတ်ပြင်ဖို့ဆိုတာငါတို့ယောက်ျားတွေမှာဘသူမှဝင်ဝင်မကောင်းတော့ချက်ချင်းပြင်မနိုင်မှာမဟုတ်ဘူးအကြီးဆုံးချွေးမှခင်ခင်ရဲ့စကားကနေစင်းရဲတဲ့ဒုက္ခနဲ့ဖြတ်သန်းနေရတဲ့အရေးအယံကိုမြင်တွေ့နိုင်ပါတယ်အမကြီးရေခင်တင်ရွက်တရွက်ချင်းစီဖဲပြီးရှာကြည့်ပြီးပြီး ြပေမဲ့ဒီနေ့ချက်ပြုတ်ဖို့စင်ပေါ်ဟင်းသင်းရွက်တစ်ခုတောင်မထွက်ဘူးဟင်းသင်းရွက်မပါပဲဘလို့ချက်ပြုတ်စားတော့ကြမလဲစိတ်မပူပါနဲ့အမကြီးတရက်လောက်တော့အပြန်ဟင်းသင်းရွက်ဝယ်လာခိုင်းပြီးချက်စားကြတာပေါ့ခင်ခင်ရေအဲ့ဒီဟင်းသင်းရွက်ရောင်းတဲ့သူတွေကလေအသေးနံနဲ့ရွှေစည်းနဲ့ရောင်းနေတာတစ်ကြိမ်နှစ်ကြိမ်စာဟင်းသင်းရွက်ကိုအပြင်ကဝယ်စားရင်ကုန်ကျစရိတ်တွေများသွားလိမ့်မယ်ဒါဆိုရင်ချက်ပြုတ်ဖို့စံပဲစီဟင်းခက်မွေးကြိုင်နေဘဲရရမှာလဲကျမတို့ရောက်ခမအိမ်ရဲ့အချင်းကြီးကဘယ်တော့မှမကောင်းလာမလဲမသိဘူး ကျမတို့ယောက်ျားတွေရဲ့ဝင်ငွေနည်းတဲ့အတွက်ကျမတို့ချွေးမတွေမှာတလလုံးကုန်ကြစိတ်ကိုလက်ကျက်နည်းနည်းလေးနဲ့လဲပတ်နေရတယ်။ကောင်းကောင်းမွန်မွန်စားတော့ဖို့လည်းမဖြစ်နိုင်ဘူး။နေဖို့အတွက်လည်းကောင်းပေါ်မှာခိုင်ခန့်တဲ့မိုးမရှိဘူး။ဟုတ်တယ်။နွေရာသီမှာတော့ဘလိုပဲဖြစ်ဖြစ်အထဲပြင်အိပ်ပြီးနေသွားလို့ရတယ်။ဒါပေမဲ့ဒီပြက်စီးနေတဲ့တဲအိမ်မှာအေးစိတ်နဲ့စောင်းရသီမှာအခြေအနေဆိုးဝါးလွန်းနေ။စောင်းတွင်တတွင်လုံးတုံရင်ရင်ကုန်ဆုံးရတယ်။ဒီတစ်နှစ်အတွင်းမှာကျမတို့တဲအိမ်ကပိုပြီးတော့ပြက်စီးသွားပြီးနေရာနဲ့မှာပြက်စီးနေတယ်။ နိုင်ငံတွေနဲ့ကျန်းပြစ်မှာလည်းတွင်းနေအများရှိနေတော့အေးတဲ့လီကအိမ်ထဲကိုတိုက်ရိုက်ဝင်လာတော့မှဒီဆောင်ရသည့်အတွက်လည်းကျမတို့စီစဉ်ဆွေးရမယ်။အဲ့ဒီချိန်မှာဆန်နာကရွှေဖျုံသီးရွက်တွေကိုအများကြီးခုဆိုပြီးတစ်သားလီကနဲ့ခြံဆိုင်ခင်းကနေဇင်းလာခဲ့ပါတယ်။ကြည့်ပါဦးကျမတို့စိုက်ထားတဲ့ခြံဆိုင်ခင်းမှာရွှေဖျုံသီးຫນွယ်တွေတက်နေပြီ။ဟုတ်တယ်ညီမလေးဒါပေမဲ့ဒါຫນွေရသည့်ရွှေဖျုံသီးပါ။ ငါတို့အိမ်နီးချင်းတော်မေက9ရောက်လုံးစိုက်တာမြင်ပြီးသူ့ချံပေါ်မှာရွှေပြုံသီးကိုစိုက်ခဲ့တာသူတို့ရဲ့နွယ်ကငါတို့ချံပေါ်တက်လာတာဖြစ်နိုင်တယ်အမကြီးရဲ့ချံပေါ်မှာဘာဟင်းသင်းရွဲမှမရှိဘူးအဲ့ဒါကြောင့်ရွှေပြုံသီးရွက်တွေခူးလာတာငါရဲ့အမွှေးကြိုင်နဲ့ချက်ပြီးဟင်းချိုလှုပ်ရှားကြတာပေါ့ဒီနွေရာသီရွှေပြုံသီးစားတဲ့ရာသီက၄-၅ရက်ဆိုကုန်တော့မှာဒီတခါတော့ကျမတို့လည်းချံပေါ်မှာစောင်းရသည်ရွှေပြုံသီးစိုက်ရမယ်ဆောင်ရသည်ရွှေဖြုံသည်ဟင်းချိုကအရသာရှိသလားသူ့ရွက်ကိုချက်တဲ့ဟင်းချိုကလည်းအရင်အရသာရှိရဲ့ ညာကြီးရှင်ချွေးမအာယုတ်တို့ကစောင်းရသည့်ကြောင်းပြောဆိုနေတဲ့အချိန်မှာဒုထကအင်းလေးကနေထွက်လာပါတယ်။အဲချွေးမတို့ရေနင်တို့ငားရောက်မိဖို့ကြောင့်မတော့ရသေးဘူးလား။မြမြလက်ဖက်ရေတဲလိုက်ပါအောင်ဟဲ့။ကြောကြောနဲ့ဆိုးဦးတို့ကင်းဆောင်ဖို့တွားရတော့မယ်။အမေရေအခုနတော့နေမပူသေးလို့ပါ။နေနေနဲ့ပူလာမိဖို့ကြောင့်တုတ်လိုက်မယ်လို့စဉ်းစားနေရ။အခုတော့မြမြမိဖို့ကြောင့်တုတ်ပြီးလက်ဖက်ရေဖြော်လိုက်ပါမယ်။ဒီလိုပြောပြီးမာနာကသူ့အိမ်နောက်ဖေးမှာရှိတဲ့မိဖို့ကြောင့်ကိုတွားပြီး မိဖို့ကိုတုပ်ဖို့ကြိလိုက်တဲ့အခါမှာမိဖို့ကစုံနေတာကိုတွေ့လိုက်ပါတော့တယ်။ဟဲ့ဖီးဟားရေဒီမိဖို့ကရေစိုးနေရပဲ။ညမိုးရွာထားတဲ့ထက်နဲ့ချွေးမဂျွန်ဂျူလိုင်မဟုတ်ဘူးလေမိုးဆက်ကြရအောင်မိုးရွာသည်လည်းမဟုတ်ဘူး။ညတော့နှင်းကြတာဖြစ်လိမ့်မယ်။စောင်းရွာသည်ကစတော့မယ်။အခုမိဖို့ဒီလိုပြင်မှာမထားနဲ့တော့ပလတ်စတစ်နဲ့ဖုံးထားလိုက်။ဟုတ်ကဲ့မေဒီနေ့ဆက်ပြီးညဘက်ချက်ပြုတ်ပြီးမိဖို့ဖုံးထားလိုက်ပါမယ်။ ကျန်တဲ့မိဖို့ရဲ့အတုံသုံးခုလုံးကျိုးသွားပြီဘလို့ချက်ပြုတ်ရတော့မလဲမိဖို့ခွန်ဘောကအတုံးကနှင်းကြောင်ပျက်စီးသွားတာကြောင့်မာလာဟာချက်ပြုတ်ဖို့စဉ်းစားပြီးစိတ်ပူနေခဲ့ပါတယ်အဲ့ဒီချိန်မှာခင်ခင်ကအကြံဉာဏ်တစ်ခုရသွားပြီးခြံထဲမှာရှိတဲ့အုပ်ပုံကနေအုပ်လေးလုံးနဲ့မိဖို့တစ်ခုဆောက်လိုက်ပါတော့တယ်အမကြီးရေလောလောဆယ်အတွက်အုပ်မိဖို့ဆောက်ထားလိုက်ပြီအမကြီးစင်ပြေတယ်လို့ထမင်းချက်ပြုတ်လိုက်ပါခဏနေကျမရှင်ယူလာပြီးမိဖို့ပေါ်မှာရှင်လင်းလိုက်ပါမယ် ညနေဆိုရင်တော့ဒီပေါ်မှာချက်ပြုတ်စားတော့လို့ရပါပြီတော်ရခင်ခင်နင်ကတော့တော်တော်ညံကောင်းတာပဲငါတို့လေးယောက်ထဲကဘသူမှအုပ်မီးဖို့လို့ကိုမစင်စားမိဘူးညံကြီးရှင်ဖြစ်ဖို့ဆိုတာငါချွေးမ9ယောက်လုံးကျွမ်းကျင်ကြတယ်ကဲချွေးမတို့ရေဒီနေ့ချက်ပြုတ်စားတော့ပြီးရင်စောင်းရသေးတဲ့အိယာခင်အဝစားတွေထုတ်ထားကြတော့ညပါလွာတဲ့ဖျာပေါ်အိယာကခါနာတယ်ဒေါက်တာကနာကျင်မှုကြောင့်ခါကိုကင်ထားတာကိုမြင်တော့ ဘူးပွင့်ကသူ့ရဲ့ရိုးရာအင်တွင်းစင်းဒီကိုစမ်းသပ်ဖို့ဆုံးဖြတ်လိုက်ပြီးအကျုံးပြည့်တဲ့စီကိုလုပ်ပေးပါရယ်။အမကြီးရဲ့ဒီမုံညင်းစီအများကြီးကိုဘာလို့မှလဲ။နွဲ့နွဲ့ရေနင်းမြမြကျက်သူဖြူအမွားရဲနှွားပေး။ငါအမေအတွက်အင်တွင်းစင်းဒီစီလုပ်ပေးမလို့လေ။တအားလဲရင်အမေခါနာတာပျောက်သွားလိမ့်မယ်။နောက်ပြီးစောင်းရသည်မှာအမေကခါနာတာအများရန်ဖြစ်နေကြ။ဒီလိုအချိန်မျိုးမှာကျက်သူဖြူစီကနာကျင်မှုအတွက်အကောင်းဆုံးဆေးပဲလေ။ဒါဆိုစောင်းရသည်မှာနာကျင်မှုဖယ်ရှားဖို့တော်တော်ကောင်းတဲ့အစီအစဉ်ပဲ။ ခဏကြာမှဖူးပွင့်ကကြွတုံဖြူစီကိုဆင်းသက်ပြအောင်လုပ်ပြီးသူ့ရောက်ခမကိုနှိမ့်နေပေးလိုက်ပါတော့တယ်။ချွေးမရေနှစ်လက်နဲ့နှိမ့်ပေးလိုက်တာငါခါနာတာပျောက်သွားပြီ။အမေရဲ့အမကြီးရဲ့အနှိမ့်မှာမော်ဆန်နဲ့ဆွမ်းရှိရအမှန်ပဲ။ဒါပေမဲ့အတုံးဝင်ဆုံးကသူလှုပ်ထားတဲ့ကြွတုံဖြူနဲ့စီယာစီပဲ။ဒါအထူးသဖြင့်အမေနာကျင်မို့အတွက်လှုပ်ထားပေးတာ။အမေရဲ့ဒီကြွတုံဖြူစီယာစီကကြာနေပြီဖြစ်တဲ့နာကျင်မှုတွေကိုလည်းပျောက်ကင်းစေတယ်။ ကျမတို့ရွာမှာတော်မေးဆိုတဲ့ဖွားတယောက်ရှိတယ်။သူကအိမ်တွင်းဆေးနီးနဲ့ DC ကိုပြင်ဆင်လို့ရှိတယ်။ဒါကြောင့်ကျမလည်းသူ့စီကနေတင်ယူခဲ့တာ။အော်အဲ့ဒါကြောင့်ငါခါနာတာတလောက်မြင်မြင်ပျောက်သွားတာ哦။ငါစဉ်းစားမိတယ်။ဖူးပွင့်ရေအခုအစပြီးငါအတွက်ဒီကျက်သွန်ဖြူစီကိုလှုပ်ထားပေးပါဦး။ဘာလို့လဲဆိုတော့နှစ်တိုင်းစောင်းရသည်မှာငါခါနာတာအစ်စ်မြင့်နာတာဖြစ်နေကြ။ဒါဆို DC နဲ့နှိမ့်နေရင်နာကျင်မှုအတွက်စေးစားစရာမလိုတော့ဘူးလေ။ဟုတ်ကဲ့မေကျမလှုပ်ပေးပါမယ်။ နောက်မှချွေးမ9ရောက်လုံးကဝိုင်းဝန်းပြီးချက်ပြုတ်နေကြပါတယ်။ဒီကမှဆန်းနာကဟင်းရွက်ဟင်းချူချက်နေရင်နဲ့ပြောလိုက်ပါတော့တယ်။ရွှေဖြုံသီးရွက်ဟင်းချူကဘလောက်တောင်မွေးနေလိုက်လဲ။ဒီနေ့ချက်ပြုတ်တာအရသာနည်းနည်းထူချားတယ်။မြန်မာလေးပြောတာလုံးဝမှန်တယ်။နေ့တိုင်းကတော့အိမ်မှာပဲဟင်းနဲ့ဟင်းသီးရွက်ဟင်းချူပဲများသောအားဖြင့်ချက်တာလေ။နောက်ပြီးတော့ဆောင်းရသီးမှာဟင်းသီးဟင်းရွက်ထက်ဟင်းရွက်ဟင်းချူစားတာပိုအရသာရှိတယ်။ဒီတစ်ခါငါတို့ရိတ်သိမ်းဖို့သွားတဲ့အခါ ဘူးရွက်နဲ့မုံညင်းရွက်အများကြီးခူလာပြီးတော့ကောင်းကောင်းဟင်းရွက်ဟင်းချို့လှုပ်ရှားကြမယ်လေအနာကြမ်းမှာသူတို့ကချက်ပြုတ်ပြီးအားလုံးကိုထမင်းပြင်ပေးလိုက်ပါတော့တယ်ဒီရွှေဖျုံသီးရွက်ဟင်းချို့ဘယ်သူချက်တာလဲကျမချက်တာပါကိုဆိုချက်ထားတာမကောင်းလားယမကောင်းတာမဟုတ်ဘူးအရသာရှိလို့မေးတာဒီလိုရတာရှိတယ်ဟင်းချို့ဆက်ဆက်လေးကိုမစားရတာတော်တော်တော်ကြာနေပြီနေတိုင်းရေပါတဲ့ဟင်းမဲစားရတာစိတ်ကုန်နေပြီကောင်းပြီငါတို့လှုပ်သွားတော့မယ် မြေကုန်းရောက်ကလှုပ်တော့ဖို့ပြင်ဆင်နေကြခြင်းမျက်ပြေကစိုးဦးကိုပြောလိုက်ပါတော့တယ်အဖေတာကြောင်းထွက်ဆွေတာနဲ့ဂျာကင်ဘယ်တော့ဝယ်ပြီးမှလဲဒီဘက်ကစပြီးတော့ဆီယမကလေးတွေအကုန်လုံးဆွေတာဝစ်လာဖို့ပြောထားတယ်မျက်ပြေစိတ်မပူပါနဲ့အဖေမြန်မြန်ဆွေတာဝယ်လာပြီးပါမယ်ဟန်နာအိမ်ကဆွေတာဟောင်းတစ်ခုရှိရင်ထုတ်ပေးလိုက်ပါဦးဒီလအလုပ်အချင်းတွေကလည်းတော်တော်ဆုံးနေတယ်ငွေကြေးလည်းနည်းနည်းကျက်နေတယ်ဒီနေ့မှလေးရမြောင်းနေမှာကင်းဆောင်ဖို့လုပ်ရတာရူပီ300ပဲနေစားရတယ် ဟုတ်ကဲ့ကျမနားလဲပါတယ်။ဒါပေမဲ့မြက်ပြည့်ကိုဒီနေ့မှကြောင်းအပ်ပေးတာအိမ်ကဆွဲတာဝတ်ပြီးကြောင်းပို့ရင်ဆရာမစာသင်ခန်းနဲ့ဝင်ခွင့်ပေးမှာတော့မဟုတ်ဘူး။နောက်ပြီးအခုချိန်ကြီးအေးတာတိတ်မရှိသေးဘူး။အဲ့ဒါကြောင့်၄-၅ရက်တွင်ဝယ်ပေးလိုက်ပါ။ကောင်းပြီငါကြည့်လိုက်မယ်။သူတို့ထွက်သွားပြီးတဲ့နောက်မှာညံကြီးရှင်ချွေးမောင်အယောက်ကချင်းတော်တွေကိုယူပြီးတော်တွေကိုတော့ဖို့အတွက်ပြင်ဆင်ကြပါတော့တယ်။အိမ်မှာကျန်တဲ့အလုပ်တွေကိုပြန်လာမှရှင်းလိုက်ကြမယ်။ အရင်ဆုံးတော်ရဲရောက်သွားပြီးနွားချီသွားကောက်ရအောင်လေကျမတို့အခုတည်းကစောင်းနှင်းမီးဖို့အတွက်နွားချီခဲတွေလုပ်ပြီးတော့ချောင်းလောက်ထားရမယ်။ဘာလို့လဲဆိုတော့စောင်းရသည်မှာနေရောင်ကတတော်မှိန်နေ။နွားချီခဲတွေချောက်ဖို့၄-၅ရက်ကြာတယ်။ဝယ်မယ်ဆိုရင်၁၀ခု၁၀ချက်နဲ့ရောင်းတာ။ကျမတို့မိသားစုအတွက်တနက်စာတော့မလောက်ဘူး။အမကြီးပြောတာလုံးဝမှန်တယ်။ကျမတို့စောင်းရသည်အတွက်အခုကတည်းကပြင်ဆင်ထားရမယ်။အဲ့နောက်မှာချွေးမအရလုံးကခဏကြာမှတော်ရဲရောက်သွားကြပါတော့တယ်။ဒါတိဥရူပြောင်းလဲမှုရဲ့အရေးရောင်းတွေကို တစ်ပင်တွေကနေကြွေးကျနေတဲ့အရွက်တွေကိုကြည့်ပြီးမြင်နေရပါတယ်။ဒေါအုပ်တစ်ခုလုံးကတင်းရွက်ချောက်တွေနဲ့ပြည့်နေပါတယ်။ကန်းစော်ပင်တွေမှာလည်းအပွင့်တွေစပြီးပွင့်နေပါပြီ။တစ်ပင်တွေပေါ်မှာတင်းရွက်လေးတွေလည်းစထွက်နေပါပြီ။အိုးအောင်ငယ်ရဲ့အတန်းနဲ့တခြားငယ်လေးတွေရဲ့အတန်းတွေဟာဆောင်းရာသီလာတော့မေးလို့အတန်ပေးနေတယ်လို့ပါပဲ။မာကြီးရဲ့အိုးအောပင်မလည်းဆောင်းရာသီအကြောင်းတည်င်းပေးနေတာကြည့်ပါဦး။ညီမလေးဒါအိုးအောပင်မရဲ့အလုပ်ပဲ။ ြောင်းလဲနေတဲ့ရာသီဥတုရဲ့တည်င်းစကောင်းနေရာတိုင်းလူတိုင်းဝေငှဖို့ကဲအခုမြ мян ဒီအရွက်၆တွေစုလိုက်ကြစို့ဒါပေမဲ့အမကြီးရေဒီအရွက်တွေကိုဘာလို့မှလဲတလောက်ခြောက်နေတဲ့အရွက်တွေကမိမွေးပြီးချက်ပြုတ်လို့ရတယ်။သိလား။ဒီအရွက်တွေရဲ့မိတော်ဝအာကောင်မင်းနွားချီခဲတဲ့မိခိုးနှဲတယ်။တကယ်လားယမကြီး။ဒါဆိုကျမကြွေကြနေတဲ့အရွက်တွေအကုန်လုံးလိုက်ကောက်မယ်။မာလန်နဲ့ဖူးပွင့်တို့ကတောင်းရင်မှကြာနေတဲ့တေးရွက်၆တွေအလုံးကိုချင်းတော်နေထိတ်လိုက်ကြပါတော့တယ်။ အဲဒီချိန်မှာပလဲလုံးလေးတွေလိုလက်ဆက်နေတဲ့ကန်းစော်သီးတွေကကြွေကျလာခဲ့ပါတယ်။ဒီခါမှာကုပွင့်ကမြင်သွားတဲ့အခါမှာဗာလေးဆိုပြီးတော့ကြည်လိုက်ပါတယ်။တပါလဲကြည်ရတာလှပါတဲ့နှုတ်ရောင်နဲ့တူတယ်။ဒါပေမဲ့သူ့အနှံ့ထူးခြားတယ်။အမကြီးရေဒါပါလဲကြည်ပါဦး။ကုပွင့်ကမာလာကိုပြတဲ့အခါနှစ်တွေအကြာကြီးရင်တုံးကစားခဲ့ရတဲ့ကန်းစော်သီးရိုတီကိုတတိယသွားပါတော့တယ်။ကန်းစော်သီးကိုတွေ့တဲ့အခါမာလာရဲ့မျက်နှာမှာအပြုံးတစ်ခုပေါ်လာခဲ့ပါတယ်။ ဒါကစော်သီးပဲဒါပေမဲ့ညီမလေးဒီလိုတောနဲ့ထဲမှာနင်ဒီကစော်သီးကိုဘယ်နဲ့ရလဲသိလားငါမိဘအိမ်မှာကစော်သီးပင်နဲ့အများကြီးရှိတယ်သူတို့ရဲ့တဘာဝအပူဖြစ်စီပြီးခွန်အားဖြစ်စီတဲ့အရာပဲငါတို့အိမ်မှာစောင်းရသည်ဆိုကစော်သီးရိုဒီပဲများသောအားဖြင့်လှုပ်ရှားလိမ့်ရှိတယ်စားရတာတော်တော်ရတာရှိရဲ့သိလားဒါဆိုမကြီးလဲကစော်သီးရိုဒီလောက်တက်မှာပေါ့နော်အဲ့ဒီရိုဒီကိုဘယ်လိုလောက်တာလဲညီမလေးရေ ကစော်သီးတို့ဒီဟာလောက်ရတာမခက်ဘူးတော်တော်လွဲတယ်အရင်ဆုံးနေဘူးထဲမှာကောင်းကောင်းအချောက်ခံရတယ်ပြီးရင်ကြပွေးနဲ့ကောင်းကောင်းထောင်းရတယ်အဲ့ဒီအခါမှာကြိတ်ခွဲပြီးမုံလုံလို့ရတယ်စားရတာချိုးတယ်ကြားရည်လိုအရသာရှိတယ်ဒါဆိုဒီကစော်သီးကိုကောက်ပြီးကျမတို့အိမ်ယူသွားကြမယ်နေဘူးထဲမှာအချောက်ခံဖို့ထားလိုက်မယ်ဒီတကာဆောင်းရတီမှာကျမတို့လည်းဒီကစော်သီးတို့ဒီချိုချိုလေးကိုမြည်ကြည့်ကြမယ်ကြည့်ပါဦးကစော်သီးတွေတော်တော်များများချွေကြနေတယ်ကဲယူကြရအောင်အခုမာလာနဲ့ပူပွင့်တို့က တုံးတွေမှာကျွေးကျနေတဲ့ကန်စော်သည့်လက်လက်ဆက်ဆက်တွေကိုလိုက်ကောက်နေကြပါတယ်။သူတို့ဟာတုံးတွေကအတော်ဝေးတဲ့နေရာအထိလိုက်ပြီးတော့ကောက်နေကြပါတယ်။နွယ်နွယ်နဲ့ခင်ခင်ကတော့အရွက်ချောက်တွေကိုစူးစောင်းနေကြပါတယ်။ဒီချိန်မှာဆန်နာကနွားချီလိုက်ရှာဖို့တုံးနဲ့ထဲကိုဝင်သွားပါလို့တယ်။အဲ့မှာနွားတွေကမျက်စောင်းနေကြပါတယ်။လှပတဲ့အဖြူရောင်ရုံလေးတွေလည်းပြေးလွှားနေကြပါတယ်။ရှင်လေးတွေကတင်ရိုင်းပင်မြင့်မြင့်တွေပေါ်ကိုခုန်ပေါက်နေကြပြီးတော့အသီးတချို့ကိုဖြုတ်ချနေကြပါတယ်။ ဒီနေ့တော့တခြားရက်တွေထက်နွားချီနည်းနည်းပဲရတယ်။တလောက်ဆိုရင်နွားချီခဲနည်းနည်းပဲလုံနိုင်မှာ။ဒီတခါတော့ဆောင်းရသည်ရောက်ခါနေအရင်နှစ်တွေကလိုနွားချီတွေအများကြီးအချောက်မလန်းနိုင်တော့ဘူး။ဒီတခါဆောင်းရသည်ရောက်ခါနေမှာပြင်ဆင်တာနှောက်ကြသွားပုံရတယ်။အနာကနွားချီတွေကိုကောက်ပြီးချင်းတော်နေကိုထည့်လိုက်ပါလေ။အနာကြမှာ၅ရောက်သားညံကြီးရှင်ချွေးမာရီအားလုံးဟာတွန်းရီကအင်ကိုပြန်လာကြပါတော့တယ်။၃ရောက်ကနွားချီခဲတွေပြုတ်လုံနေကြပါတယ်။ ကျန်တဲ့နှစ်ယောက်ကတော့မိဖို့မှာရှွန့်နေလိမ့်ကျန်နေကြပါသည်ဒီအဝါရောင်ရှွန့်နဲ့လှုပ်ထားတဲ့မိဖို့ကအရင်ခိုင်ခံပြီးတောင့်နေတယ်ကျမဖွားလေအမြဲတမ်းဒီအဝါရောင်ရှွန့်နဲ့မိဖို့လှုပ်လေရှိတယ်သူကနှစ်ပေါင်းများစွာမကြိုးပဲနဲ့ခိုင်ခံနေလေခင်ခင်ရဲ့စကားကိုကြားပြီးနွဲ့ရဲ့ညံကြီးရှင်အုံနောက်မှာအကြံရသွားပါတော့တယ်ခင်ခင်ပြောတော့ကြားပြီးကျမမှာကောင်းတဲ့ကြံတစ်ခုရှိတယ်အဝါရောင်ရှွန့်နဲ့လှုပ်တဲ့မိဖို့ကခိုင်ခံနေဆိုရင်ကျမတို့မိဖို့အသေးတစ်ခုဘာလို့မလှုပ်တာလဲ ဒါဆိုရင်အဲ့တော့မပြီးခင်အိမ်ထဲမှာတင်ထားလို့ရမယ်။ဘာလို့လဲဆိုတော့ငါတို့အဲ့ဒီမီးဖို့မြေနဲ့ကပ်ပြီးလှုပ်ထားရလေ။နောက်ဆိုစောင်းရတီမှာပို့ပြီးအေးလာလိမ့်မယ်။နှင်းတွေလည်းကြားလိမ့်မယ်။ဒါဆိုရင်ကျမတို့ရဲ့ရွှေမီးဖို့ကထက်ခါထက်ခါပျက်စီးသွားလိမ့်မယ်။ဒီထက်စာရင်ဒီအဝါရောင်ရွှေနဲ့ခိုင်ခဲတဲ့မျက်နှာနှစ်ခုပါတဲ့မီးဖို့တခုဘာလို့မလှုပ်တာလဲ။ဒါဆိုကျမတို့အိမ်ထဲမှာချက်ပြုတ်စားတော့လို့ရမယ်။ဒီလိုဆိုရင်စောင်းရတီမှာအပြစ်မှချက်ပြုတ်စရာမလိုတော့ဘူးလေ။ဒါကောင်းတဲ့ကြံရသွားတာပဲ။ ဆောင်းရတီမှာအိမ်ထဲမှာချက်ပြုတ်တာအကျိုးနှစ်ခုရမယ်။ကျမတို့လည်းအအေးတန်နဲ့กินဝေးမယ်။ကျမတို့ရဲ့ပျက်စီးနေတဲ့တဲအိမ်မှာလည်းနည်းနည်းလေးနှွေးထွေးမယ်။ဟုတ်တယ်မလား။အခုချွေးမနှစ်ယောက်ကခြံထဲကမိဖို့ကိုရှင်လိမ့်တာကိုရက်လိုက်ပြီးဆောင်းရတီအတွက်မျက်နှာနှစ်ခုပါတယ်မိဖို့အစ်စ်ကိုလှုပ်လိုက်ပြီးတော့နေပူရင်းမှာအချောက်ခံဖို့အတွက်ထားလိုက်ကြပါတော့တယ်။ဆန္နာရေနွားချီထဲမှာဖွဲအများကြီးနည်းနည်းလောက်ပိုထဲ့နော်။မဟုတ်ရင်နွားချီခဲတွေနေရာမှာကက်ဖို့ခတ်လိုက်မယ်။အမကြီးရဲ့ ။ဖွဲတွေကတလောက်တောင်ဈေးကြီးနေတာ။အဲ့ဒါကြောင့်နည်းနည်းလေးပဲထည့်တာ။တော့ကြာကုန်သွားမှစိုးလို့လေ။စိတ်မပူပါနဲ့။အခုစပားတွေရိတ်သိမ်းတော့မှလေ။လေတရစပားဖွဲတွေယူလာမယ်။နွားကြီးခဲလို့ပို့အဆင်ပြေသွားမှာပါ။ဒီမှာအယောက်တို့ကစောင်းရသည့်အတွက်ပြင်ဆင်တာကိုစတင်နေကြပါပြီ။ဒီလိုနဲ့ပဲရန်နေငယ်ကြာသွားပြီးတော့အခုစောင်းရသည့်ကပူပြီးအေးလာခဲ့ပါပြီ။နေရောညပါလေအီးတွေလည်းတိုက်ခတ်နေခဲ့ပါသေး။ဟေးမေခင် ဆောင်းနေအကုန်လုံးနေတယောက်ထဲခြုံထားတာလားဘာလဲအေးနေတယ်ဘောင်ကြီးကဆောင်းကိုသူ့ဘက်ကိုဆွဲယူလိုက်ပါတယ်ဒါကြောင့်မေခင်ကိုဘောကဆောင်းဟာလုံးဝမရှိတော့ပါဘူးဟဲ့မောင်ကြီးငါဆောင်းပြန်ပေးနေနောက်ထပ်ဆောင်းသွားယူဒီလိုပြောပြီးမေခင်ကဆောင်းကိုသူ့ဘက်ကိုဆွဲယူပြီးဖိထားလိုက်ပါတော့တယ်ဒါကြောင့်မောင်ကြီးကတော့ဆောင်းမပါပဲအေးရန်ကိုခံနေရပါတယ်။ခမ်းပြင်းပောက်ကကျိုးနေတဲ့တကားကနေရေခဲလိုအေးတဲ့လေတွေဟာတိုက်ရိုက်အင်းလေးကိုဝင်လာပါတယ်။ ။ဒါကြောင့်လူတိုင်းလည်းအခြေအနေတွေစိုးပါနေပါတော့တယ်။ဒီအချိန်မှာကြောကြောကတုံရင်နေရင်းနဲ့ခြုံဖို့အတွက်စောင်းတောင်းလိုက်ပါတော့တယ်။အိမ်မှာခြုံဖို့အတွက်စောင်းမရှိဘူးလား။အေးတန်ကြောင့်အေးခဲနေပြီ။ဒီလိုအိတ်တာကြောင့်ငါလက်တွေခြေထောက်တွေလုံးဝအေးဆန်နေတယ်။ငါတီမိမတွေကိုအိမ်ရနဲ့စောင်းနေထုတ်ဖို့ပြောတာဘယ်နည်းရှိပြီလဲ။ဒါပေမဲ့ဘသူမှနားမထောင်ကြဘူး။စောင်းရသည်ကောင်မသူတို့အိမ်ရထုတ်မှလား။ လူတိုင်းကအိယာနဲ့ဆောင်းမပါဘင်းပန်းသွားတဲ့ဖျားပေါ်မှာအိနေတာမြင်တော့ဒေါက်တာလေး၅ယောက်လုံးကိုစူပူချိန်မောင်းလိုက်ပါတော့တယ်။ချိန်မောင်းရောက်ကဘာမှပြန်မပြောဘင်းနားပင်နားထောင်နေပါတယ်။ဒီနေ့ညတညတော့တီးခန့်ပေးကြပါ။အနောက်ပြန်ကျမတို့အိယာတွေထုတ်လိုက်ပါမယ်။အိယာတွေကအပေါ်မှာကျိုးနဲ့ခြိထားတာ။အိယာတွေကအပေါ်မှာကျိုးနဲ့ခြိထားပြီးတော့တနက်ထည့်ဖို့ထားရတာလား။အေးဒါအခုအေးနေတဲ့ဟာကိုလူတိုင်းဟာအေးရန်ကိုခံစားနေရတာမြင်တော့မာလာကအိယာဘော်ကနေထထိုင်လိုက်ပါတယ်။ ဘာမှမချုပ်မှန်းနဲ့တင်းရောက်ဖျက်ကျော်ဖို့မဖြစ်နိုင်ဘူး။ဘာလို့လဲဆိုတော့အေးဒါအရင်များနေပြီ။ဒါပေမဲ့အမကြီးရဲ့အဲ့ရာတွေကိုဘယ်လိုယူမှလဲ။ပေါ်မှာဖုန်နဲ့အများရှိတယ်။လူတိုင်းကတန်းစီပြီးအိတ်နေကြတာ။တော်ကြတယောက်ယောက်မျက်လုံးထဲဖုန်နဲ့ဝင်သွားနေအောင်မဲ့။ဒီချိန်မှာမာလာကတောင်တနေရာမှာဂုံဒီရဲ့ဟောင်းတွေအများကြီးရှိနေတာကိုတွေ့လိုက်ပါရယ်။ဒါကြောင့်သူ့ရဲ့ညံကြီးရှင်အုံနောက်လေးပွင့်သွားပါတော့တယ်။အော်အကြံဉာဏ်ရသွားပြီအဲ့ရမထုတ်ပဲထူထဲတဲ့အဲ့ရလှုပ်လိုက်မယ် အားလုံးခဏလေးထားရက်ပေးကြအောင်အားလုံးကအိယာဘောကထားရက်ပြီးတန်းစီပြီးတော့ရက်လိုက်ကြပါတော့တယ်အကြီးဆုံးချိန်မကအဲ့ဒီဂုံဒီအစ်တွေအားလုံးကိုတထပ်ပြီးတထပ်ကျမ်းမြေမို့ကိုခင်းလိုက်ပါတော့တယ်ဒါကြောင့်မှုရလူဖြစ်သွားပါတော့တယ်အဘောကနေဆောင်းခင်းလိုက်ပါတယ်လူတိုင်းဟာတန်းစီပြီးတော့အိတ်လိုက်ကြကဆောင်းမချုံမဲနေတောင်အားလုံးရဲ့ခန္ဓာကိုယ်ကနှွေးထွေးနေခဲ့ပါတယ်ဝေါင်းဒီအိယာဘလောက်နူးညံ့ပြီးတတောင်တတ်တာရှိလိုက်လဲဟုတ်တယ်မလားမြတ်ပြည့်ဟုတ်တယ်မမတူတူ တာဒီကုန်ကြီးအရာပေါ်အရာတာတော်တော်ပြောတယ်။ဖြာအရာလို့လည်းမဆူ၊နှွေးထွေးမှုလည်းရှိတယ်။တော်လိုက်တာမကြီးရဲ့အမကြီးကတော့အရာမထုတ်ပဲစောင်းရတီမှာအိတ်ဖို့ကောင်းတဲ့စီစဉ်လှုပ်လိုက်တာပဲ။လုံးလုံးစဲအတွက်တော့အစင်ပြေသွားတာပေါ့။ဒါပေမဲ့မနှက်ပြန်ကြရင်ငါတို့အရာတွေမမေ့ပဲအရင်ဆုံးထုတ်ရမယ်။ဒီလိုနဲ့ပဲနောက်တနေ့ရောက်လာပါတော့တယ်။ခင်ခင်ကအပေါ်မှာချီနောင်ထားတဲ့အရာအိတ်တွေအကုန်လုံးကိုဆွဲချလိုက်ပါတော့တယ်။ ီချိန်မှာကြွက်ငယ်လေးတွေအပေါ်ကနေထွက်ပြေးသွားပါတော့တယ်။ဒါကြောင့်ခင်ခင်လေးလန်သွားပါတော့တယ်။အမလေးဖျားကြီးဒီကြွက်တွေကအပေါ်ဘလို့တက်လာလဲ။ဘူစားတွေအိယာတွေကြိုက်ထားတာမဟုတ်ပါစေနဲ့။ဒီချိန်မှာနွေနွေကဆောင်းအိတ်ကိုကြည့်လိုက်ပါတော့တယ်။ကြွက်ကနေရာနှံ့ကြိုက်ဖြတ်ထားပြီးဝါကွန်းတွေအပြင်ထွက်နေတာကိုတွေ့လိုက်ပါတယ်။ခင်ခင်ရေကြွက်ကတီဆောင်ဖြတ်စည်းလိုက်ပြီးအခုဆောင်းရသည်မှာဘာချုံရတော့မှာလဲ။ကြွက်ကဆောင်းကိုကြိုက်ဖြတ်ထားတာကြောင့် ဒေါထားက၅ရောက်လုံးကိုစူပူချင်းပေါင်းလိုက်ပါတော့တယ်။အဲ့ဒါကြောင့်ငါပြောတာပေါ့။ရက်အနေငယ်ခြားတိုင်းအပေါ်မှာပါရှိလဲပါမရှိလဲကြည့်ပါလို့။ခိုင်ခဲတဲ့အိမ်မှာမဟုတ်တာ။ကြွက်မလာပဲနေပါမလား။ပျက်စီးနေတဲ့အိမ်ဆိုတော့ကြွက်ကတော့လာမှာပဲ။ဒီပါလွာတဲ့ဆောင်းနဲ့ဘလို့ဖြစ်ဖြစ်အေးအေးတန်ခံနေရတာ။အခုတော့ဘာချုံရတော့မှလဲ။ဒီချိန်မှာလမ်းထဲမှာဆောင်းရောက်နေသူတရားရောက်လာပါတော့တယ်။သူ့မှာဈေးကြီးပြီးနူးညံ့တဲ့ဆောင်းတွေရောက်နေပါတော့တယ်။ ။ဘာကုန်းဆောင်အစ်တွေရမယ်ဗျို့ဝဲကြပါ။ဆောင်းရသည့်အတွက်ဆောင်းတွေဝဲကြပါဗျို့။နူးညံ့တဲ့ဆောင်းတွေဝဲကြပါ။ဆောင်းရောင်းနေသူရောက်လာတာမြင်တော့ကလေးလေးယောက်ကတကားမရက်ပြီးမျက်လုံးပြူးသားနဲ့ကြည့်နေကြပါလေ။ဝါးဘလောက်လှတဲ့အယောင်မျိုးစုံနဲ့ဆောင်းတွေလဲ။မတို့လည်းဖွားကိုဆောင်းအစ်ဝဲဖို့ပြောကြရအောင်။မြက်ပြီကဒေါထစီတန်းသွားပြီးဆောင်ဝယ်ဖို့အတွက်ပြုတ်လိုက်ပါတော့တယ်။အဖအဖဆောင်ရုံးနဲ့ဦးလေးရောက်လာတယ်။ အဖာလည်းဆောင်ဝေလိုက်ပါလားဒါဆိုရင်သားတို့လည်းဆောင်ထဲမှာတက်တောင့်တတနဲ့အိတ်လို့ရတယ်ငါမြေးလေးရဲ့အဖွားမှာပတ်စံရှင်ဘယ်တော့ကတည်းကဆောင်ဝေလိုက်ပြီပေါ့တသက်လုံးဆင်းရဲဒုက္ခတွေကိုကြည်ရင်ဆိုင်ရှိုင်းနဲ့နေခဲ့ရတာသားလေးဒီလိုပြောပြီးဒေါ်ထမျက်လုံးနဲ့ပါမျက်ရည်တွေပြည်လာပါလို့တယ်အိနီနာချင်းတွေကဆောင်ရသည့်အတွက်ဆောင်နေဝင်နေကြပါတယ်ဘယ်သူမှဘလောက်တက်နိုင်လဲဆိုတာအပေါ်မူတည်ပြီးတချို့ကနှစ်ထိန်တချို့ကလေးထိန်တချို့က၁၀ထိန်လောက်ဝင်နေကြပါတယ် ဒီလိုနဲ့ပဲအချိန်နည်းနည်းကြာသွားပါတော့တယ်။စင်းရဲတဲ့ချွေးမတွေရဲ့မိသားစုတစုလုံးဟာအေးရန်ကိုခံရင်းနဲ့ပဲပန်းလွားတဲ့ဆောင်းနဲ့အိတ်နေကြရပါတယ်။မနက်ခင်းတခုမှတော့နွေနွေကတပြက်စည်းလဲနေရင်ဒေါ်မီရဲ့အိမ်ပြင်မှာအဝတ်စားပုံတချို့ကိုတွေ့လိုက်ပါတော့တယ်။ဒီချိန်မှာဒေါ်မီကအထက်ကနေတခြားဆောင်ဟောင်းတွေကိုထပ်ပြီးယူလာပါတယ်။အန်တီမေတန်ရှင်းလုံညာလား။ဆောင်းရသေးရောက်လာပြီမလား။ ဒါကြောင့်မနစ်ကဝတ်စားတွေရွေးထုတ်ပြီးအဝတ်ပြီးတော့မှဝတ်စားသစ်တွေထည့်ဖို့နေရာရအောင်လေ။ဆောင်းအဟောင်းတွေနဲ့ဝတ်စားတချို့ရှိတယ်။ပလုံကောက်တဲ့သူလိုင်းယူသွားလိမ့်မယ်။ဆောင်းတွေကြည့်ရတာကောင်းနေတော့မယ်။ငါတို့အိမ်ကအခြေနေဆိုရင်စုပ်ပြဲနေတဲ့ဆောင်းတောင်နေရာအနှံ့ချုပ်ပြီးသုံးနေရတာ။သူတို့ကြတော့အစ်စ်နီးပါးဆောင်းတွေကိုပြောင်းနေကြတယ်။ဒီလိုပြောပြီးနွဲ့ရဲ့ညံကြီးရှင်အုံနောက်လိန်စဉ်းစားမိသွားပါတော့တယ်။အန်တီမေဒီဝတ်စားတွေအန်တီအတွက်အသုံးမဝင်ဘူးဆိုရင်ကျမကိုပေးနော်။ လဲလဲတဲ့အနေနဲ့ရတဲ့ပတ်စံကိုအန်တီရှူလိုက်ပါအေးတော်ထားရဲ့ချွေးမနင်လဲပါရီပြောနေရလဲနင်သုံးလို့ရတယ်ဆိုယူသွားလိုက်လေကျေးဇူးတင်ပါတယ်အန်တီမေနန်ရွေကဒိုမီရဲ့အင်ကထွက်လာတဲ့ဆောင်းတွေဝေစားတွေအလုံးကိုသူ့အင်ကိုယူလာခဲ့ပါတော့တယ်ဒါကူမြင်းတော့ဒေါထားကမေးလိုက်ပါတော့တယ်ချွေးမငါတို့အိမ်ကအရင်တည်းကပစ္စည်းတွေနဲ့ပြည့်နေတာနင်အိမ်နီးချင်းစီကထွက်လာတဲ့ဝေစားတွေဘာလို့ယူလာလဲအမေကျမဒီဝေစားတွေကိုတစ်ခုခုလုပ်ဖို့တောင်းလာတာပါ လုတ်ပြီးပြပါမယ်။ချွေးမအဝတ်စားတောင်းလာတယ်ဆိုရင် တခုခုကောင်းတဲ့စီစဉ်လုပ်ပါလိမ့်မယ်။ညီမလေးရေနင်တီဆောင်တွေနဲ့ပါစီစဉ်လုပ်ဖို့လဲ။အမကြီးရေကျမဆောင်လုပ်မယ်။ကျမတို့မှာဝါကွန်းဆောင်ထဲဖို့ပတ်စံမရှိဘူး။ဒါပေမဲ့ဒီဝါကွန်းအဝတ်စားတွေနဲ့ဆောင်တွေနဲ့စီစဉ်ဆွဲပြီးတော့ဆောင်လုပ်လို့ရတယ်လေ။နွေကလေးရောင်လုံးကိုစောင်းလုံးနီးတင်ပေးလိုက်ပါတော့တယ်ပထမဆုံးဝါကုန်းအဝတ်စားတွေကိုအတူအစတွေလှုပ်လိုက်ပါတယ် ချွေးမနှစ်ယောက်က ဆောင်းတွေကိုဆက်ပြီးအဖုံးလုလိုက်ပါတော့တယ်။ပြီးတော့အဲ့ဒီအဝတ်စားတွေကိုထည့်ပြီးအထူလိုက်ချုပ်လိုက်ပါတယ်။ဒီလိုနဲ့ညဉ့်ကြီးရှင်ကယောက်ကဆောင်းတွေကိုအစင်းနဲ့လုလိုက်ကြပါတော့တယ်။ဘသူမှဝယ်ထားတဲ့ဆောင်းလို့မပြောနိုင်ဘူး။ဝါကုန်းလို့ပေါ့ပါတဲ့ဆောင်းလုံနိုင်ခဲ့ပြီ။အဲ့ဒီမှာပဲလူတိုင်းကဆောင်းထဲမှာအိတ်လိုက်ကြပါတော့တယ်။တော်တော်လေးနှွေးထွေပါတယ်။တဖြည်းဖြည်းနဲ့အေးရန်ကပူပြီးပြင်းထန်လာခဲ့ပါတယ်။ဒါကြောင့်ချွေးမချက်သားတွေထမင်းဟာ ခဏလေးနဲ့ရေခဲလိုမျိုးအေးသွားပါတော့တယ်။တစ်ခါတစ်ခါပူပြီးတဲ့အခါမှာအစားတောက်ရဲ့အရာသားကပြက်သွားပါတော့တယ်။ဒီဟင်းမှာလောင်ကျွမ်းတဲ့အရာသားရနေတယ်။အခုတလို့နင်တို့ချက်ပြုတ်တဲ့အစားတောက်တွေမှာအရာသားလုံးဝမရှိဘူး။တစ်ခါတစ်ခါပူပြီးတဲ့အခါအိုးရဲ့အောက်ခြေကနည်းနည်းတူးသွားတာပါ။ဒါကြောင့်အစားတောက်ရဲ့အရာသားပြောင်းသွားတာ။ကျမတို့မှာအစားတောက်ပူပြီးတဲ့ဆက်လည်းမရှိဘူးလေ။အဲ့ဒီချိန်မှာနနွဲ့ရဲ့ဉာဏ်ကြီးရှင်အုံနောက်ကပွင့်လန်းသွားပြီး သူ့မိဟာဆောင်းရာဒီမှာဆိုရင်မြေကြီးထဲမှာဖွဲမင်းနဲ့မင်းမွေးပြီးအစားတောက်တွေကိုဘလို့နှွေးထွေးအောင်ထားလိရှိလဲဆိုတာတတိယသွားပါတော့တယ်ဒီစီစဉ်ကိုကျမကောင်းထဲမှာလုံးဝမရှိခဲ့ဘူးအမကြီးစိတ်မပူပါနဲ့မနဲ့ပြန်ဆပြီးကျမတို့ထက်ခါထက်ခါစားတောက်တွေအပူပေးဖို့မလိုတော့ပါဘူးနည်းနည်းကနောက်တနေ့မှာသူ့မိဖို့ကြောင့်နဲ့ကက်လျက်မြေကြီးထဲမှာတင်းတူးလိုက်ပါတော့တယ်ဖွဲမင်းနဲ့မင်းမွေးပြီးတော့အစားတောက်ကိုနှွေးအောင်ထားလိုက်ပါတယ် ဒါကြောင့်အခုအေးလွန်းတဲ့ဆောင်းရသည်မှာတော့အစားတော့ကနှင်းနေပါတော့တယ်။အဲ့ဒီချိန်မှာငါးယောက်သုံးချိန်မာရီရဲ့ယောက်ျားရီရဲ့ထညာဆက်ယုံမှာအလွတ်လွတ်တဲ့ပတ်စံတွေဟာအရထားခံရပါတယ်။ဒါကြောင့်ချိန်မာအယောက်ကရက်ပေါင်းများစွာကန်စော်သည့်ရူတီကိုလုပ်ပြီးလူတိုင်းကိုကြွေးကြပါတယ်။ပြီးတော့တရက်မနက်ပိုင်းမှာဈေးရင်သွားပြီးလှပတွေကိုစိုးတွေဖျားရီရောက်နေတာကိုတွေ့ကြပါတယ်။အမကြီးရဲ့ကြည်ပောင်းဘလောက်လှတဲ့ကိုစိုးတွေနဲ့တကားဖျားတွေရောက်နေလဲ။ဘလောက်တောင်လှလိုက်လဲနော်။ဟုတ်တယ် ဒါပေမဲ့ကြည်ယုံနဲ့ဘာကျိုးရှိမှလဲငါတို့အိမ်အတွက်ဘာမှဝယ်လို့မှမရတာငါတို့ယောက်ျားတွေရဲ့ဝင်ငွေကဘယ်တော့မှကောင်းလာမလဲမသိဘူးငါတို့လည်းငါတို့အိမ်ကိုကောင်းကောင်းအလှဆင်ပြီးထားနိုင်အောင်လို့ဒီချိန်မှာဇီးရင်နည်းနည်းလေးအရှိကိုရောက်တဲ့အခါမှာတော့နွေနွေကဖွင်းတဲ့မျက်လိုမျိုးကော်စိုးတွေနဲ့ခြေနှင်းဖြားတွေရောက်နေတာကိုတွေ့လိုက်ပါတယ်။ဒါကြောင့်သူ့မှာအချင်းချင်းတစ်ခုရာသွားပါတော့တယ်။ဒီချိန်မှာစောင်းရသည်မှာတော့ထညံမုံတို့၊ညီပိစံမုံတို့ပေါပေါတို့ကိုရောက်နေကြပါတယ်။ အမေတောင်မုံလေးဝယ်ကြည့်ပါလားတောင်မုံရမ်းစားခြင်းနေမြက်ပြည့်ရေဒီပစ္စည်းတွေဝယ်ပေးဖို့ပတ်စံမရှိဘူးตาရဲ့ចောင်းဆွယ်တာဝယ်ပေးဖို့ပဲပတ်စံရှိတာဒီခါမှာចောင်းဝယ်ဆောင်ရောင်းတဲ့ဆိုင်မှာဆန်သားကဈေးနှုန်းမေးလိုက်ပါတော့တယ်အကိုရေငါးနှစ်ကလေးတည်းចောင်းဆွယ်တာလေးပေးပါဓာယူပါညီမလေး600ရူပီပေးရမယ်ဆွေတားရဲ့ဈေးနှုန်းကိုကြားတော့ဆန်သားလေးစိတ်ညစ်သွားပါတော့တယ်အမကြီးရေဆွေတား600ရောင်ပေးရမှာ ိုဆိုးကကျမောက်250ပဲပေးထားတာအကိုရေနည်းနည်းလောက်ဆေးလျှော့ပေးပါလားကျမတို့မှ250ပဲပါတာလူပီ250နဲ့ညီတို့ကဆွဲတာကိုဘလို့လို့ရမှာလဲတော်တခြားနေရာကနေအဟောင်းကနေဖြစ်ဖြစ်သွားပဲလိုက်တန်ပန်းရှင်ကငါးယောက်လုံးကိုရှက်ခွေးလိုက်ပြီးဆိုင်းကနေမောင်းထုတ်လိုက်ပါတော့တယ်နည်းနည်းလေးကွာဝေးရောက်တဲ့အခါမှာတော့ဆန္ဒကရောင်မျိုးစုံနဲ့သူ့မွေးချီလုံးတွေရောင်းနေတာကိုတွေ့ပါတယ်ဇီးလိန်တော်တော်လေးကိုတတ်တာပါတယ်ဝေကြပါဗျို့ဝေကြပါ တရာရူပီနဲ့သုံးမွေးချီလုံးငားလုံးရမယ်။ဇောင်းရာသီဆွဲတာတွေချုပ်လို့ရတယ်ဗျ။ဒီလောက်ဈေးနှုန်းတက်တာတွေသုံးမွေးချီလုံးနေမြင်ရတော့သူတို့ရဲ့ဉာဏ်ကြီးရှင်အုံနာဟာလေးပတ်သွားပါတော့တယ်။တလောက်ဆိုရင်ငါတို့မိသားစုတစုလုံးအတွက်ဇောင်းရာသီဆွဲတာတွေအစင်းသင်းဖြစ်သွားလိမ့်မယ်။နောက်ပြီးသုံးမွေးဆွဲတာတွေကဝယ်ထားတဲ့ဆွဲတာထက်ပိုပြီးနှွေးထွေးတယ်။အခု250ရူပီနဲ့ဆန္ဒကရောင်မျိုးစုံနဲ့သုံးမွေးချီလုံးတွေကိုဝယ်လိုက်ပါတော့တယ်။ ။ရန်ကြီးရှင်ချွေးမာရောက်ကနောက်ထပ်ရန်နှင်းငယ်အတွင်းမှာပဲလူတိုင်းအတွက်အရေးအဆမျိုးစုံဆွေတာရီကိုပြင်ဆင်လိုက်ကြပါလို့တယ်။ရောက်ကမအတွက်ကတော့ကြေတိပါတဲ့ဆွေတာလုပ်ကြပါတယ်။ကလေးတွေအတွက်ကတော့လက်အိတ်အုပ်ထုပ်စတာရီကိုလုပ်ကြပါတယ်။ပထမဆုံးချိန်ဆွေတာလုံးဝအံဝင်ခွင့်ကျဖြစ်တာပဲ။ဝေထားတဲ့ဆွေတာကတော့အမြဲတမ်းငါ့အတွက်တည်နေတာ။ရန်ကြီးရှင်ချွေးမာရောက်တို့လှူထားတဲ့ဆွေတာကိုလူတန်းကသဘောကျနေကြပါတယ်။ ဒီချိန်မှာနေရောညပါအင်းရင်ကျူးပိတ်နေတဲ့နေရာကနေအေးတက်တွေဝင်နေတာကြောင့်မိုင်းအောင်လုံးလဲတောထဲကနေရွံ့တွေယူလာပြီးအဲ့နေရာတွေကိုဖာတီးပြုပြင်လိုက်ကြပါတယ်။ဒီချိန်မှာတည့်ရမာတို့ဒိုမီတူကသူတို့ကိုစပားရည်သိမ်းတဲ့အလုပ်အတွက်ပြုံးလိုက်ပါတော့တယ်။တော်ထားရဲ့ချွေးမ၅ရောက်ငှားလေကွက်မှာစပားရည်သိမ်းတဲ့အလုပ်နည်းနည်းရှိတယ်။နင်တို့၅ရောက်လှုပ်ပေးနိုင်မလား။အလဲလဲအနေနဲ့နင်တို့လိုချင်အောင်ယူလိုက်ကြလေ။ဟုတ်ကဲ့ရပါတယ်။ဘာလို့မလှုပ်ပေးရမှာလဲတော့ကျမတို့လှုပ်ပေးပါမယ်။ နောက်တစ်နေ့ကစပြီးငါးရက်လုံးကစပားရည်သိမ်းဖို့အတွက်လေထဲရောက်လာကြပါတယ်။နောက်3-4ရက်အတွင်းလဲကွက်တစ်ခုလုံးစပားရည်သိမ်းလို့ပြီးသွားပါတော့တယ်။တအောင်ရှူနော်။နင်တို့၅ရက်ရဲ့တရက်ကို900ကျပ်နှုန်းနဲ့2000ကျပ်ကျန်တဲ့ဖွဲနဲ့ကောက်ရိုးတွေကိုလဲကွက်ကနေတန်ရှင်းပေးလိုက်ပါ။အတော်ရေဒီဖွဲနဲ့ကောက်ရိုးတွေဟာအတော်အတွက်သုံးမဝင်ဘူးဆိုကျမတို့ယူသွားလို့ရမလား။အေးအေးယူသွားလေ။ဒီတိုင်းလဲငါလက်ွက်ကိုတန်ရှင်းရမှာ။ဘာလို့လဲဆိုတော့ ဆောင်းရသည့်အတွက်ဟင်းသင်းရွက်တွေစားရတော့မယ်လေအခုချွေးမအရလုံးကကောက်ရုပ်ပုံတွေထမ်းပြီးအင်ကိုယူလာခဲ့ပါတယ်။ဒါကိုအင်ခေါင်းဘိုးပေါ်မှာထားလိုက်ပြီးလုံးဝဖုံးအုပ်လိုက်ပါတယ်။ဒါကြောင့်အင်းထဲမှာပူပေးထားတဲ့လိုမျိုးနှေးချွေးလာခဲ့ပါတယ်။ဒီလိုနဲ့ရဲနှင်းငယ်ကြားသွားပြီးတော့တရက်မှာသူတို့ယောက်ျားတွေဟာထညက်အိတ်တွေယူလာကြပါတယ်။သားတို့ရေဒီနေ့သားတို့လာစာရမယ်နေ့လေတထေးကလာစာမပေးဘူးလား။ ဘိုင်ရလုံးရဲ့မျက်နှာငယ်နေတာကိုမြင်တော့ချွေးမတွေလည်းနားလေသွားကြပါတော့တယ်။ဘာဖြစ်ပြန်ပြီလဲ။ဒီတစ်ခါလဲတထေးကပတ်စံပေးဖို့ညင်းလိုက်တာလား။ဆောင်းရသည်ကြောင့်ဒီတစ်ခါဈေးထဲမှာထညက်ဈေးနှုန်းကျသွားတယ်။အဲဒါကြောင့်တထေးကငါတို့ညီကိုဟန်ရလုံးကိုထညက်အိတ်တွေပေးလိုက်တယ်။ဒါမှမဟုတ်ငါတို့ဒါရီကိုဈေးထဲမှာရောင်းဖို့သွားတဲ့အခါကျတော့လေဘယ်နေရာမှာမှဈေးကောင်းမပေးကြဘူး။အခုဘာလို့ရမလဲ။စင်ရသားတွေရှာဖွေနေရတာကနေရာတိုင်းမှာခက်ခဲနေတော့တာပဲ။ ီချိန်မှာနွဲ့နွဲ့ရဲ့အုံနောက်ထဲမှာအကြံဉာဏ်တစ်ခုရသွားပါတော့တယ်။အဲ့ဒါဆိုလဲဘာဖြစ်လဲ။ဒီထညက်ကိုတုံးပြီးစောင်းရသည်ဈေးလှုပ်လို့ရတယ်။စောင်းရသည်ဈေးထဲမှာမြေပဲဆန့်ခဲမုံ၊ပဲကြော်၊မုံလုံးစတာတွေကအခုဈေးအများဆုံးရောင်းနေကြတာ။ကျမတို့ဒါတွေလောက်ပြီးရောင်းနိုင်တယ်။နွဲ့နွဲ့ရဲ့စောင်းရသည်ဈေးလှုပ်ဖို့အကြံဟာလူတိုင်းကိုသဘောကျစေပါတယ်။အခုတော့ချိန်မှာအရောက်ကထညက်တွေမုံတွေလှုပ်ဖို့စတင်ကြပါတယ်။ တို့ရဲ့ယောက်ျားတွေယောက်ခမနဲ့ကလေးတွေအားလုံးကဝိုင်းဝန်းကူညီကြပါတယ်။ချွေးမနှစ်ယောက်ကဦးအကြီးကြီးထဲမှာထញ្ញက်ရေးဖြောပြီးထញ្ញက်ရေးလှုပ်ကြပါတယ်။ကျန်းတဲ့ချွေးမတွေကစပားရေးသိန်းတွေကရှားတွေပစ်ဆန်နဲ့ပေါပေါနဲ့မြေဘေးအိပ်အပြည့်ဝင်လာကြပါတယ်။ဒါကြောင့်တို့ဟာမြေဘေးဇန်ခင်းမုံကျောင်းမပေါပေါမုံလုံးတွေအများကြီးလှုပ်ပြီးဈေးတွေမှာရောင်းကြပါတို့လေ။နောက်ပြီးတော်တော်လေးရောင်းကောင်းကြပါတယ်။နောက်ပြီးတော့အင်အားနှဆင်းဖို့အတွက်တို့ဟာဂုံဒီအိတ်တွေနဲ့ဒီဇိုင်းမျိုးစုံပါတဲ့ နောက်ပါတဲ့ကိုစိုးတွေကိုအုံပြပြီးလှုပ်ကြပါတော့တယ်။ဒါကြောင့်သူတို့အင်ဟာအခုတော့ကြည့်ရတာတော်တော်လေးတက်ရက်သွားပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။